င်္ဂလာပါဗျာကျွန်တော်ဒီနေ့မိတ်ဆက်ပေးခြင်းနဲ့တင်းစရာတယောက်ရှိပါတယ်အဲ့ဒါကတော့ဒီကိုကြီးနာမည်ကတော့တင်းစရာထက်ဦးရန်လို့ညီရပါတယ်ဘာဖြစ်လို့သူ့ကိုမိတ်ဆက်ပေးရတယ်လဲဆိုတော့ကျွန်တော်တို့ပမောက္ခချုပ်ဆရာတော်ဘုရားကြီးတို့ကျွန်တော်ပူဇော်ခြင်းလို့တခြင်းလေးတစ်ပုဒ်ဆုမဲဆိုတော့ကျွန်တော်သူနဲ့တွေ့ပြီးတော့ကျွန်တော်ဖုန်းဖုန်းကြီးရဲ့တရားတွေကိုသူ့ကိုနာခိုင်းတယ်နာခိုင်းပြီးတော့ပါခြင်းတဲ့အကြောင်းအရာလေးတွေကိုပြောတယ်အဲ့ပြောပြီးတော့ခါသူက ျွန်တော်အချိန်ပေးပါတဲ့ကျွန်တော်အေးစေးရေးပြင်မယ်နော်ဆိုတော့ရတဲ့ကိုကြီးစိတ်ကညာရေးခဲ့ပါဆိုတော့ तू ကဘယ်လိုရေးလာလဲဆိုတော့ပြုံးနေမှာ तू နေတဲ့အချိန်မှာ तू အေးချမ်းညာလေးချမ်းကြီးတစ်ချမ်းထဲမှာ तू နှစ်လသုံးလလောက်သွားပြီးတော့ तू အေးချမ်းညာလေးတရားရှုမှတ်တယ်ပုံမှန်တရားတွေနားတယ် तू ကိုယ်တိုင်လည်းအေးချမ်းညာလေးနဲ့ဒိဋ္ဌံနဲ့ဆရာတော်ကြီးတို့က तू ဒီတစ်ချင်းလေးကိုရေးပေးခြင်းနဲ့ तू ဟာပေါ့နော် ပြည့်စုံစေသောတခြင်းစာသားလေးတွေတန်စင်လေးတွေထွက်လာဖို့အတွက်သူဒိဋ္ဌံပြုတယ်လို့သူပြောပါတယ်။ဒါသူပြောတဲ့တန်ကျွန်တော်ပြောတာပါ။ဩရဝေလာဟေမွန်တမျိုးစုံပြိမဲ့ပြီးယာမိကရာအောင်တော်မာဘောရီညောင်ပွေအပဒါစိတ္တပလင်တော်ဝဲတမြင်ညူတာရွှင်ညံတော်ရှင် တပိခသိငုံတော့တရှိ သမေလောကအလုံးစုံအဲ့မှာသူအချင်းလေးရေးလာတဲ့ခါကျတော့ကျွန်တော်စီကိုကိုမတော့နားထောင်ကြည့်ပါဦးဆိုတော့တန်စင်လေးလည်းကောင်းတယ်အဲစာသားလေးတွေလည်းကောင်းတယ်အဲ့ဒီမှာဟိုပါချင်တဲ့စာသားလေးတချို့ကိုကျွန်တော်တို့ပြန်ဖြည့်ခြင်းနဲ့ဆိုပြီးကျွန်တော်သူ့ကိုပြန်ကူညီတောင်းပြီးတော့ပြန်ဖြည့်တယ်အဲနှုတ်ချင်တဲ့စာသားလေးတွေလည်းရှိတယ်ပြင်ချင်တဲ့စာသားလေးလည်းရှိတဲ့ခါအဲ့လိုမျိုးလောက်တာကျွန်တော်တို့ဘယ်လောက်ကြာသွားလဲဆိုတော့ အဲ့တဲ့ချင်းတခွင်ဗုဒ္ဓမျက်ရှင်ဂေါရမမျက်စွာဖွင့်တော်မူရာပတ္တဤကဘာမှာမြတ်ဖျားရှင်တပိတာယံတော်ပါမကကျုံမြတ်တော်ဆရာတော်ကပါစင်လာတီရွှေမြန်ပြည်တနေဝပမာချက်တီရွှေမြန်ထွန်းလင်းတောက်ပါထေရဝါရဗုဒ္ဓသာသနာစီရင်ပြန်ပွားရာ သီလသမာဓိပညာမကင်ရှိပါခြင်းတရားလန်းစေနာမတဲ့ချင်းတဘူသူစရေးတဲ့ချင်းကနေအပိထီကျွန်တော်တို့ရှင်းလန်းလောက်ကြာပါလေရှင်းလန်းလောက်ကြာပြီးတော့မှအဲ့ဒီချင်းလေးကိုစိတ်တိုင်းကြပြီအတူရှင်းလေးစိတ်တိုင်းကြပြီဆိုမှကျွန်တော်တို့အဲ့ဒီချင်းလေးကိုဒစိမ့် music band နဲ့တီးလိုက်တာတီးတဲ့အခါကျတော့လေကျွန်တော်တို့ဒစိမ့် band ကကျတော့ကျွန်တော်တို့ကိုစီသူလေးရယ်ကိုကျော်စွာရယ် ိုစောထွန်းရယ်ကိုစိုးကြီးရယ်ကျွန်တော်တို့တစိမ့် music ဘန်ညီကိုတွေနဲ့ဒီချင်းလေးကိုတီးမယ်ဆိုပြီးတိုင်ပင်တဲ့ခါသူတို့ကလည်းဆရာတော်ကြီးကိုအယမ်းကိုကြည်ညိုတဲ့သူတွေဆိုတော့အဲကိုကြီးကိုခူးကျင်တယ်ကိုမတော်ခူးကျင်တယ်အေးဖူးမယ်တို့တွေတော့ဖူးမယ်ဒီချင်းလေးပြီးအောင်တီးမယ်ဆိုပြီးတော့ကျွန်တော်တို့ကကိုဗစ်ကာလကြီးမှာကျွန်တော်တို့အဲ့ဒီတချင်းလေးကိုဝိုင်းဖွဲ့ပြီးပြည်သူချာချာစနစ်တကျပေါ်ပေါ်လိုက်တာအကျင့်ဆောင်သူမြတ်တော်ဆရာတော် ားကြီးကိုကျွန်တော်ခမုံဗျာတတိတော်ဒီတချင်းလေးနဲ့ခမုံကိုကူဆော်ခြင်းလို့ပါခမုံတချင်းလေးဖွင့်ပြုမယ်ဆိုရင်ဒီချင်းလေးကိုထုတ်ချင်ပါတယ်ဆိုတော့ခမုံကိုတော့ပြတော့ခမုံကနားထောင်ပြီးတော့ဗာပြလဲဆိုတော့ဟိုတန်စင်နဲ့စာသားနဲ့ကန့်ညီပါတယ်တဲ့တချင်းလေးကအဆင်ပြေပါတယ်တဲ့ခမုံကတချင်းတော့ထုတ်ခွင့်မပြုသေးဘူးအဲ့ဒီတချင်းကိုထုတ်တော့မထုတ်နိုင်အောင်တဲ့အဲအဲ့လိုမျိုးပြောတော့ ဟောပုံမမထုံးနိုင်အောင်ဆိုတော့ကျွန်တော်တို့မထုံးသေးဘူးဘာလို့ဆိုတော့ပုံမမှာကျွန်တော်တို့ကညံအများကြီးကြီးတယ်စဉ်းစားညံအများကြီးရှိတယ်လေအဲ့ဒါကျွန်တော်တို့ဒိုင်းလေးပဲဒါလေးထားပြီးတော့နောက်ထပ်တစ်နှစ်လောက်နေတော့မှပုံမမှာအဲခွင့်ပြုတဲ့အကြောင်းလေးပြောလိုက်တော့အဲ့ဒီမှာကျွန်တော်တို့ကပုံမမတို့က animation လေးတွေနဲ့ကျွန်တော်တို့ရန်ကုန်ကကိုကြီးစီကိုအပ်တယ်ကိုချောသွားဒီဗုဒ္ဓရုပ်ွားတော်လေးတွေကိုကိုချောသွားကြီးကကျွန်တော်တို့ဒစိမ့်မြစ်စ်ဘန်ကိုချောသွားကြီးကပုံလေးကိုကျွန်တော်တို့ animation နဲ့ဆွဲပေးတယ် ဲ့တော့အဲ့ဒီရုပ်သားတော်မြင်လေးတွေပုံစံလေးတွေနဲ့ကျွန်တော်တို့ဥရဝေလာအကြောင်းလေးတွေပါတဲ့ခါကျတော့အဲ့အဲ့ဒါ animation ဆရာလေးပကြီးဆရာလေးတွေနဲ့ပေါင်းစပ်ပြီးကျွန်တော်တို့ဒါ edit ဆက်ပေးထားတာ edit ဆက်ပြီးမှဒါ data သူကျော်သူနဲ့ပေါင်းပြီးကျွန်တော်တို့ဒါလေးကိုထုတ်ပြသွားတာအဲ့ဒါကြောင့်ဒီအချင်းလေးကိုဟိုဖြစ်ပေါ်လာခြင်းအကြောင်းလေးကိုဒါကျွန်တော်တို့အနေနဲ့ရတာရှင်းလင်းပြောပြတာပါအဓိကပြောလို့ဒါကတော့ဒီအချင်းလေးဖြစ်ပေါ်လာတဲ့ရေတောင်းမြစ်အဲတင်းရင်းဆရာရေးကြည့်ပါတယ်ဒါသူအင်မတန်မှရေးသားတာလေးတွေ တည်တတ်တယ်တည့်ရက်တယ်တရားတရားလည်းပါတယ်အဲအဲ့ဒါကြောင့်မို့လားကျွန်တော်အနေနဲ့ကဒီလိုသချင်းမျိုးကိုရေးပေးတဲ့တေးရေးဆရာကကျွန်တော်ဟာလေးစားလို့ဂုံပြုလို့တမိုးထားလို့မိတ်ဆက်ပေးတာပါခင်ဗျာဝီထောက်ဝီရန်ဖြစ်ပါတယ်ခင်ဗျာကဲအားလုံးချမ်းသာကိုယ်စိတ်မြေပါစေ